ားလုံးမင်္ဂလာပါဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာဘော်ဒူးသားသမီးရာဟုသားသမီးဖြစ်ခဲ့မယ်ကိုကိုရိုင်းကလည်းဗီဒီယိုနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအတိုင်းအတာတစ်ခုရှိမယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးနဲ့ဒီကြည့်ရှုပေးပါဘာဖြစ်လို့ဆိုတော့ကျွန်တော်အခုဟောကြားပေးမှာကတော့ဆက်တလပိုင်းမှာတွေ့ကြုံလာမယ်ဘော်ဒူးသားသမီးရာဟုသားသမီးတွေရဲ့ကံအဆိုးကောင်းကိုတုံးတက်ပြီးတော့ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ် ကျွန်တော်တော့အဘမင်းနဲ့ငါတွေပဲဆရာဇော်ရဲတော့ဖြစ်ပါတယ်မိတ်ဆွေတို့ကိုကျွန်တော်အမြဲတမ်းဘေးရင်ရတရားကြီးနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာခြင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်ပြောပြပေးနေတဲ့ပေးတင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်ဆက်တလပိုင်းမှာတွေ့ကြုံလာမဲ့ဗုဒ္ဓဟူသာသမိရာဟုသာသမိတွေရဲ့ကံအဆိုးကောင်းကိုစတင်ပြီးတော့တုံးတက်ပြီးဟောကြားပေးပါမယ်အရင်ဦးဆုံးကျွန်တော်တို့ ဗောဓဟူသာသမီယာဟူသာသမီတွေရဲ့ကိုပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီကာလမှာကိုပိုင်လုပ်ငန်းကိစ္စတွေမှာကိုနဲ့ပတ်သက်ပြီးတော့ဆက်ဆံနေရတဲ့မိတ်ဆွေအပေါင်းအသင်းတွေဝန်ထမ်းတွေအခက်အခဲဖြစ်တာမျိုးတွေသူတို့နဲ့ပတ်သက်ပြီးလုံဆောင်ရတဲ့လုပ်တွေမှာအဆင်မပြေမှုအထင်ငော့ဖြစ်မှုတွေနဲ့ကျွန်တော်တို့တွေ့ကြုံလာမဲ့အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ်လုပ်ငန်းကိစ္စတွေမှာကိုယ့်ရဲ့စိတ်ဆန္ဒစောင့်မှုတွေ ကိုယ့်ရဲ့စိတ်လောမှုတွေကြောင့်မလိုလားအပ်တဲ့အနှောက်အယှက်အသာစီးလေးတွေတုံ့တွေ့လာရနိုင်ပါတယ်။ဒါကြောင့်မလို့အလုံးလုံးတဲ့အခါမှာဝန်ထမ်းခက်ခဲကိုယ်နဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့စီးပွားရေးမိတ်ဆွေအပေါင်းအသင်းတွေနည်းနည်းလေးဂရုစိုက်ဖို့အတွက်လိုအပ်တယ်။ပြီးတော့ရှေ့ရောက်နေတဲ့ကိုယ့်ရဲ့စိတ်တွေမြန်မြန်ဆန်ဆန်အောင်မြင်ခြင်းနဲ့ကိုယ့်ရဲ့ဆန္ဒတွေကိုခဏလေးချုပ်ထိန်ထားရမယ့်အခြေအနေအပိုင်းအခြားတစ်ခုလည်းဖြစ်ပါတယ်။နေရာထိုင်ခင်းအခက်ခဲ၊ဆိုင်ငန်းအခက်ခဲနေရာ နဲ့ပတ်သက်ပြီးတော့ဖားရမ်းတာမျိုးပေါ့နော်ဒီလိုအခက်အခဲလေးတွေဒါမှမဟုတ်လို့ရှိရင်တော့ဘေးပတ်ဝန်းကျင်နဲ့အလွတ်လုံနေတဲ့ဘေးပတ်ဝန်းကျင်နဲ့အဆင်မပြေတာမျိုးကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတိုင်တာတောတာစသဖြင့်အစိုးရပိုင်းနဲ့ပတ်သက်ပြီးတော့ဥပမာစီပင်ဝန်တိုင်တာမျိုးပေါ့တခြားတော့ကျွန်တော်တို့ပတ်ဝန်းကျင်ရဲ့အာကျွန်တော်တို့မချိန်တဲ့ချက်တွေနဲ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခြေအနေအပိုင်းအခြားတစ်ခုလည်းဖြစ်ပါတယ်နောက်ချက်ကတော့တွေ့ကြုံလာမဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီကလာမှာ ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးတော့ခက်ခဲများစွာကြုံတွေ့နေရတဲ့အပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ကိုယ်အနေနဲ့အပြင်းပန်းတရံမှာဘလောက်ပဲငွေကြေးအစီအပြေတွေလို့ပဲသူများထင်ထင်ကိုယ်အနေနဲ့ဘလောက်ပဲတာနာအောင်ပဲဝှထားဝှထားဘလောက်ပဲဘလို့ခေါမလဲဟိုတထိပ်ပုံတံပဲဖန်တာဖန်တာကိုယ့်ရဲ့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးဒီကာလမှာဘလို့မှအဆင်မပြေတဲ့ကာလအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ပြောချင်တာတော့စိတ်လဲစိတ်လောက်အဆင်မပြေဘူးစိတ်လဲစိတ်လောက်အဆင်မပြေဘူးဆိုတဲ့အပိုင်းအခြားကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးတော့ငွေလက်လုံနာမျိုး ခြိတာငားတာမျိုးမပြုတ်လောက်ပါနဲ့နောက်တစ်ခါကျွန်တော်တို့ရွှေတယ်ပစ္စည်းငွေတယ်ပစ္စည်းစက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အယောင်မအဝယ်မဖြစ်တတ်ပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဝယ်တဲ့အခါမှာနည်းနည်းလေးဂယုစိုက်ဖို့အတွက်လိုအပ်ပါတယ်နောက်တစ်ခါကျမ်းမာရေးအားနည်းလို့ကျမ်းမာရေးကုသတဲ့ဇယိတ်တွေငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအကုန်ဆုံးခုညများနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်ကျမရဲ့ကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ဒီကလမှာကျွန်တော်တို့သိပောင်ကြတာတွေဖြစ်ပေါ်တတ်တယ်အေးအေးပြက်တာတွေဖြစ်ပေါ်တတ်ပါတယ်ဒါကြောင့်မို့ တွေးပုံကြတာတွေအေးရေးပြတ်တာတွေပြီးွားရင်ကျွန်တော်တို့ခန္ဓာကိုယ်အာဘယ်လိုခေါ်မလဲဆိုတော့ကိုယ်ခန္ဓာနေပြီးတော့အာဥမာပေါ့ဘေးမှာရှိနေတဲ့ virus တွေကူးပြီးတော့လေကျွန်တော်တို့ကြားတာနားတာဥမာတုတ်ခွေးဖြစ်တာမျိုးတို့ယာဒီပေါ်တုတ်ခွေးဖြစ်တာမျိုးတို့เนาะအဲ့တော့ဒီကာလတွေမှာအတတ်နိုင်ဆုံးဆေးရုံဆေးကဲယောဂဘိုးရှိနေတဲ့လူတွေနဲ့ထိတွေ့ဆက်ဆံတာမျိုးဖြားနာနေလူတွေနဲ့ထိတွေ့ဆက်ဆံတာမျိုးအတတ်နိုင်ဆုံးရှောင်ကျင်တာပိုကောင်းပါလိမ့်မယ်။ဘာလဲဆိုတော့ကိုယ့်ရဲ့ကိုယ်ခံအားနည်းနေတဲ့အချိန်ဒီပိုင်းကြတဲ့ခုဖြစ်မလို့ ဟိုယောဂါကိုကူးလွယ်တယ်ပေါ့နော်ယောဂါဖြစ်မြန်တယ်အဲ့လိုနေရာတွေသွားရဆိုရင်လည်းလည်းခရူးဆိုင်ဖို့အတွက်တော့လိုအပ်မယ်လို့သုံးသပ်ပြီးခေါ်ကြပေးခြင်းပါတယ်နောက်တစ်ခုကတော့တွေ့ကြုံလာမဲ့ပေါ်တခုသာသမီတွေရဲ့အခြေအကျိစနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်စေတနာတွေပုံလုံးအားကြီးပါတယ်ဒီကာလတွေမှာကိုယ့်ရဲ့ချစ်သူပေါ်ကိုစိုးရိမ်ပူပန်စိတ်ဒါမှမဟုတ်ကိုယ့်ရဲ့ချစ်သူကိုဖြစ်စေခြင်းနဲ့စိတ်ကိုယ့်ရဲ့ချစ်သူပေါ်ကိုစေတနာထားတဲ့စိတ်တွေကလိုတာထက်ပိုမွန်လွန်ကဲပြီးတော့တစ်ဖက်ကကိုယ့်ပေါ်ကိုအပြစ်တင်တာအပြစ်မြင်တာမျိုးဖြစ်တတ်ပါတယ်အဲ့ဒီလူမျိုးဖြစ်ပေါ်တဲ့အခါမှာ ကိုယ့်ဘက်ကတယောက်တည်းခံစားရတာမျိုးဒုံမဟုတ်ကိုယ့်ရဲ့ချစ်သူကိုဖွင့်ပြောလို့မရတဲ့အခက်အခဲဖွင့်ပြောလို့မရတဲ့ပြဿနာဒီနဲ့ကြုံတွေ့နေရတာမျိုးကိုယ့်ရဲ့ခက်ခဲကိုယ့်ရဲ့ပြဿနာဖြစ်ကိုယ့်ရဲ့ချစ်သူခက်ခဲကိုယ့်ရဲ့ချစ်သူပြဿနာပဲဖြစ်ဖြစ်နှစ်ယောက်သားညှိနှိုင်းတဲ့အခါမှာညှိနှိုင်းလို့မရဘဲနဲ့အဲကျွန်တော်တို့အဆင်မပြေဖြစ်တာမျိုးတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာရနိုင်တဲ့အချိန်ကြီးအပိုင်းကြားတစ်ခုဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့အရန်ချစ်တဲ့လူတွေဟာဒီကာလမှာ ပုံမှုပြီးတော့ခံစားရတယ်ပုံမှုပြီးတော့ခြေကွဲရတယ်ပုံမှုပြီးတော့စိတ်ရှုပ်စရာတွေများရတယ်စိတ်ပူပန်စရာတွေများရတယ်ဒါတော့အဲ့လိုမျိုးဖြစ်ဖို့ဆိုတာကတော့ကိုကသူ့ဘောဘလောက်တိနှစ်နှစ်ခါခါချစ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့အချစ်ကြီးရင်ချစ်ကြီးလောက်ဒီကြားလာမှာအပူကြီးတက်ပါတယ်အဲ့ဒါလေးကတော့နည်းနည်းခရီးဆိုင်ဖို့အတွက်လိုအပ်ပါတယ်နောက်ချက်ကကြုံတွေ့လာမယ်ကျွန်တော်တို့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ဘိုင်းဖြစ်ပါတယ်ဒီကလာမှာအိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်တဲ့ဘိုင်းမှာတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့အိမ်တော်ဦးစီးဒုမဟုတ်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့ဇနီးမယားနော် အလောက်တိုင်ကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်မပြေတာမျိုးသူတို့လောက်တိုင်ကိစ္စတွေမှာဝင်ရောက်ကူညီပေးရတာမျိုးဖြေရှင်းပေးရတာမျိုးရက်ဝဲရောက်နေတဲ့ကိုယ့်ရဲ့အိမ်သူအိမ်သားတူတူယောက်စီကနေတဆင့်အာမလိုလားအပ်တဲ့သတင်းစိုးတွေကျွန်တော်ကြားသိရတော့မျိုးအလုတ်ပြုတ်သွားတာမျိုးအဆင်မပြေဖြစ်တာမျိုးကိုယ့်ကိုကူညီလမ်းတောင်းတာမျိုးပေါ့နော်စသဖြင့်ကိုယ့်ရဲ့ရက်ဝဲရောက်နေတဲ့အိမ်သူအိမ်သားဒါမှမဟုတ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတူတူယောက်စီကနေတူတူယောက်ကကိုယ့်ကိုကူညီတောင်းတာမျိုးဒီကာလမှာတွေ့ကြုံလာတတ်တယ် အိမ်တော်ကြီးကိစ္စအိမ်နဲ့ပတ်သက်ပြီးတော့ဘာပဲလို့လို့အမြဲတမ်းကြံ့ကြာတတ်တယ်နှောင့်နှေးတတ်တယ်တခုခုကိုကပြောချင်တယ်တခုခုလုပ်ချင်တယ်ဆိုရင်တော့ချက်ချင်းမဖြစ်လာဘူးအာဆိုတော့အနောက်ချက်တခုနဲ့ကြုံတွေ့ပြီးတော့မှအချိန်တိုင်းလာတခုပေးပြီးတော့မှဖြစ်လာတာမျိုးဥမာကိုဘက်ကဘလောက်ပဲမှန်နေပဲပြောပြောပါကွာကို့အမှန်ကချက်ချင်းအမှန်တရားဘက်ကိုကူပြောင်းသွားတာမဟုတ်အချိန်ကတခုရောက်လာရင်တော့ကို့ဘောနားလေကောင်းနားလေလိမ့်မယ်ပေါ့နော်ဒါကြောင့်မို့အိမ်တော်ကြီးကိစ္စ ကြားထဲမှာလည်းခဏပြောလို့မလို့အထင်လွဲစရာတွေတချို့ကိုအပြောဆိုနေထိုင်နေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတတ်ပါတယ်ဒါလေးကိုတော့ဂရုစိုက်ဖို့တော်တော်ရတယ်နောက်တစ်ခုကတော့တွေးကြုံလာမယ်ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်လုံငန်းကိစ္စအိမ်နဲ့ပတ်သက်ပြီးစိတ်ပစ္စည်းမှုအမှန်တရားပါတယ်။လက်ရှိရှိနေတဲ့အလုပ်ကနေထွက်ပြီးတော့နောက်ထပ်အလုပ်တစ်လျှောက်ဖို့တောင်မှစူးစမ်းနေတယ်၊စဉ်းစားနေတယ်၊တွေးတောနေတာဖြစ်တတ်ပါတယ်။ဆိုတော့နောက်တစ်ခုကလည်းလုပ်ငန်းတွေမှာလူအထွက်များပြီးတော့ ိုကိုလောက်အောင်မဲ့တာဝန်ထက်ပုံမှုပြီးတော့လုပ်ငန်းတာဝန်ပိုလုပ်နေရလို့မျိုးဖြစ်တတ်ပါတယ်ဆိုတော့ဥပမာ၃ယောက်လောက်အောင်မဲ့နေရမှာအဲနှစ်ယောက်ကလုံးထောက်တာပြီးကိုတယောက်ထဲလုံနေရတယ်လို့မျိုးပေါ့နော်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စမဟုတ်ဘဲတခြားလူငယ်လုပ်ငန်းကိစ္စတခြားလူရဲ့ကိစ္စတွေပါကျွန်တော်ကုညီဖြည့်ရှင်းပြီးတော့လှုပ်ဆောင်နေရတဲ့အတွက်ကြောင့်ဒီကိစ္စမှာစိတ်ပင်ပန်းမှုအမှန်တမ်းများတယ်ပြီးတော့အထက်လူကြီးတွေရဲ့ဖိအားပေးခြင်းအမှန်တမ်းများနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ်အဲ့တော့မိတ်ဆွေဒီကာလတွေမှာအလုတ်ချက်အလုတ်ထွက်ချင်တာအလုတ်ပြောင်းချင်တာဖြစ်ပေါ်နေပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ တွေ့ကြုံလာမယ်တလားတာမှာဘုရုသားသမီးတွေကံကောင်းနေတဲ့အကြောင်းအားဖြင့်ဖော်ပြပေးရမယ်ဆိုရင်ကျွန်တော်တို့အဝါရောင်အနဲ့ရောင်အနီရောင်အားကောင်းနေပါတယ်ကံကောင်းနေတဲ့ကဏ္ဍအားဖြင့်ပြောမယ်ဆိုရင်နံပါတ်5ကဏ္ဍအားကောင်းနေကျွန်တော်တို့နံပါတ်3ကဏ္ဍအားကောင်းနေနံပါတ်2ကဏ္ဍအားကောင်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီတလတာမှာဗောဓဟူသားသမီးရာဟူသားသမီးကြီးကံထောက်ပံ့ကောင်းနေရရှိခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားကိုနေ့စဉ်နေ့တိုင်း မာလာရေစင်ခုနှစ်ကွက်လှူဒန်းပေးရမှာဖြစ်ပါတယ်မာလာရေစင်ဆိုတော့ကျွန်တော်တို့ဒီတောက်ရီခွက်ထဲမှာစပယ်ပန်းထည့်တာမျိုးနှင်းစီပန်းထည့်တာမျိုးဆိုလိုခြင်းဖြစ်ပါတယ်ဒီရတရားပြုတ်လို့ခြင်းဟာကိုယ့်ရဲ့အယောင်ဝယ်ကိစ္စအိနဲ့ပတ်သက်ပြီးကန်ကောင်းတာတွေဖြစ်စေတယ်လူချစ်လူပြန်ပေါ်များစေတယ်ခဏကိုယ့်ဘောသူများတမျိုးထည့်နေတာပြန်လဲပြီးတော့ကောင်းမလာပါနိုင်မယ်အဲ့တော့ကျွန်တော်ပြောတဲ့အတိုင်းဟောတယ်ကျွန်တော်ပြောတဲ့အတိုင်းဖြစ်နေဆိုရင်ဒီဟာလေးလှုပ်ကြည့်ပါမာလာရေစင်ခုနှစ်ကွက်နှင်းစင်နေတိုင်းကတ်လူပူဇော်ပါတကယ်လို့ကိုကနေတိုင်းမလုံနိုင်တော့ကို့မွေးနေဖြစ်တဲ့ဟိုတခုနေ့ မနေ့ဖြစ်ပြီညောက်စီပြုလို့မဆိုရင်ကုတ္တကန်ထောက်ပတ်ကောင်းလေးရရှိစီပါလေအဲ့တော့ကျွန်တော်ရဟောကြားမှုဒီမှာပဲရနာခွင့်ပြုပါအားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်အချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ